အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့ခန္ဓာကိုယ်က body signal လို့ခေါ်လို့ရမယ်ခေါင်းကနေခြေထောက်ထိဘယ်နှအနာရင်ဘာယောဂါတွေဖြစ်နိုင်လဲဆိုတာလေးတွေကိုဘုသူတအနေနဲ့တည်ထားဖို့ရောကိုယ့်ကိုယ်ကိုစဉ်းကျင်သတိထားတတ်အောင်ရောကိုယ့်မိသားစုကိုယ့်မိတ်ဆွေတွေကိုယ့်ဘဝဉာဏ်ရဲ့အသည့်မိတ်ဆွေတွေတခုခုဖြစ်ရင်လည်းပြောပြကူညီနိုင်အောင်ခြေကံကျမရဲ့ဘုသူတလေးတခုမျှဝေပေးပါအောင်မယ်နော်ကျွန်တော်တို့ခန္ဓာကိုယ်ကကားတွေမှာလို့ C gate တွေ battery gate တွေချက်မီတွေတော့မပါပါဘူးမြဲသူ signal နဲ့တူတော့အချက်ပြတတ်ပါတယ်ကိုယ့်ခန္ဓာကိုယ်ရဲ့မှာတစ်စုံတရာဖြစ်နေရင် ဲ့ဒါနဲ့တက်ဆိုင်တဲ့နေရာလေးတွေကနေပြီးတော့နာတာအောင့်တာကြိုက်တာစတဲ့ယောဂလက္ခဏာလေးတွေကိုစပြလာတော့တာပါပဲစိတ်ပညာအခေါ်ပေါ်ရ refer pain လို့ခေါ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ဗေနာလေးကနာရင်ဘာယောဂဖြစ်နိုင်တယ်ဘေးငါစိတ်ပန်းလေးတော့ပြဿနာဖြစ်နေလောက်ပြီးဆိုတာတွေသိအောင်အဲ့ဒီအချက်ပြလက္ခဏာလေးတွေကိုခေါင်းအစာချေအဆုံးအသေးစိတ်ပြောပြသွားပါမယ်အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုစောင့်အောင်ကြည့်လိုက်ကြည့်ပြီးသွားပြီဆိုရင်အော်ဒီနာလီယာနာတာဆိုတော့အစာရင်ဖြစ်မယ်အသေးဖြစ်မယ်ဒီကအောင်လာဆိုရင်တော့ကြောက်ကက်ဖြစ်လောက်တယ် ဥဒက်ဖြစ်မဲ့စသဖြင့်ကိုကိုပြပြခွဲခြားသိနိုင်သွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ပထမဆုံးခေါင်းအနေနဲ့ဆက်လိုက်ကြအောင်။ခေါင်းမူလာခေါင်းကြိုက်တာနဲ့ခေါင်းမူလာခေါင်းကြိုက်တာတွေအပြင်ပြုတ်အန်တာတွေဟန်ချက်မထိနိုင်လောက်အောင်မူးနေတာမျိုးတွေဆိုလို့ရှိရင်အဲ့ဒါအုံနောက်ပြဿနာပါ။အုံနောက်မှာပြဿနာတစ်ခုခုရှိနေတာဖြစ်နိုင်ကြများပါတယ်နော်။ပြီးရင်ခေါင်းမူလာတော့တော်တော်ကိုမူးနေတာတော်တော်ကိုချက်ချလဲအောင်မူးနေပြီးတော့နေလို့မရထိုင်လို့မရလှဲနေလည်းမတက်တာဘူးခေါင်းမူလာတက်တာအောင်အမျိုးမျိုးနေကြည့်ပြီးမယ်လည်းမတက်တာဘူး ခေါင်းမမှုရဲ့အနေထားတကယ်ကိုတနေရာလောက်ပဲရှာသွေးပြီးအဲ့လိုလေးညင်ညင်လေးနေရင်မှခေါင်းမှုရတတ်တာတဲ့ဆိုတော့ချာချာလေအောင်မူးနေတတာမျိုးဖြစ်ရင်တော့အဲ့ဒါအုံနောက်နဲ့အောင်ကြောမဟုတ်တော့ပါဘူးဒါနာအတွင်းထဲမှာရှိတဲ့နစီရဲ့နောင်နာလေးတွေက vestibular apparatus လို့ခေါ်တဲ့ခရုပုံစံဟန်ချက်ထိန်အာရုံကအင်္ဂါလေးတစ်ခုခုပြဿနာတတ်နေရဖြစ်ပါတယ်အဲ့ဒီဟန်ချက်ထိန်အာရုံကအင်္ဂါလေးဆိုတာကိုဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့မျက်စိမိထားပြီးရောဘေဘက်ကိုကြည့်လိုက်ညာဘက်ကိုကြည့်လိုက် ထက်ကိုကြည့်တယ်အောက်ကိုကြည့်နေတယ်ဆိုရင်အဲ့ဒီအင်္ဂါလေးရဲ့အောင်ခံပေးမှုကြောင့်မျက်စိမိထားတာတောင်မှပဲကျွန်တော်တို့ဘယ်ဘက်ကိုကြည့်နေတာဆိုတာကိုကိုယ့်ရဲ့စိတ်ကနေပြီးတော့ခံစားသိနေနိုင်တာအာယုံခံနိုင်တာဖြစ်ပါတယ်အဲ့ဒါလေးကကျွန်တော်တို့ကဘယ်ကိုကြည့်ခြင်းလဲညာဘက်ကိုကြည့်ခြင်းလဲအပေါ်ကိုကြည့်ခြင်းလဲစသဖြင့်မြင်မြင်လှည့်ကျင်တာလေးကြည့်ပေးတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာလှုပ်ရှားတာထိုင်တာထတာအစလဲကြမသွားအောင်မထိခိုက်မိအောင်ဟန်ချက်ထိမ့်ပြီးတဲ့အာယုံခံကိရိယာလေးအာယုံခံအင်္ဂါလေးတစ်မျိုးဖြစ်တာကြောင့်သူတစ်ခုခုပြဿနာရှိရတဲ့ ဟန်ချက်မှန်တော့ပဲနဲ့ခေါင်းလေးချစ်စားလဲအောင်မူခဲ့ပါတယ်။နောက်ပြီးတော့ခေါင်းမူတာအပြင် ကုတ်ပေးသားတွေကနေပြီးရောပခုံးကြောတွေအထိကြကြောတွေတက်တာတွေမြေရိုးတွေမြေကြောတွေပါကြိုက်တာဆိုလို့ရှိရင်အဲ့ဒါကတော့အအောင်ကြောပြဿနာဖြစ်ဖို့များနေပါပြီနော်။ပြီးရင်ခေါင်းမှာရှိတဲ့နောက်တစ်မျိုးဖြစ်တဲ့နားကြိုက်လို့ရှိရင်တော့နားအတွင်းပြဿနာတွေလည်းဖြစ်နိုင်တာဖြစ်တယ်လို့အန်သွားတွေမှာပြဿနာတစ်ခုခုရှိနေရလဲဖြစ်နိုင်ပါတယ်။ပြီးတော့ခေါင်းလေးကြိုက်ပြီးရောဇကြောတွေတက်တာပခုံးတွေထိပါအကြောတက်နေရဆိုရင်တော့တွေးတို့တာတွေးပေါင်များနေတာမျိုးဖြစ်တတ်ပါတယ်နော်။ ဒါဆိုရင်ကျွန်တော်တို့ခေါင်းကနေပြီးတော့ရှေ့ကိုလှည့်ပြီးသွားကြရအောင်မျက်နာပေါ်ကမျက်ရိုးပေါ့နော်မျက်နာပေါ်ကမျက်ရိုးကြိုက်တယ်ခေါင်းလည်းကြိုက်နေတယ်ဆိုရင်တော့မျက်စိလေးကိုတိကျအနာပေးဖို့လိုပါတယ်နော်အဲ့လိုအချက်ပြတာကမျက်စိဒါမှမဟုတ်ရှင်မျက်စိနဲ့ပတ်သက်တဲ့အအောင်ကြောပြဿနာတစ်ခုခုရှိနေလို့ဖြစ်ပါတယ်ပြီးတော့မျက်လုံးလေးဝါနေရဆိုရင်အသေးဒါမှမဟုတ်တဲ့ကြိမ်အိမ်မှာပြဿနာတစ်ခုခုရှိနေနေတာဖြစ်ပါတယ်နောက်ပြီးတော့ခေါင်းကနေပြီးတော့အောက်ကိုဆက်ဆင်ရရင်လေဘင်းပေါ့နော်လေဘင်းထဲမှာနာနေရင်အစာရည်မြူပင်ပြဿနာဖြစ်မယ်အစာလမ်းကြောင်းပိုးဝင်တာနဲ့အသက်ရှူလမ်းကြောင်းပိုးဝင်တာလည်းဖြစ်နိုင်တယ်ပေါ့နော် အဲ့လေရောင်းထဲမှာမှချင်းတယ်လို့လို့ပူးတယ်လို့လို့ယင်ပြစ်တယ်လို့လို့နဲ့လေရောင်းမအီမသာဖြစ်နေတော့အဆိုင်ပြဿနာဖြစ်ဖို့များနေပါတယ်။လေပင်ကနေလေပင်ရောဘယ်ဘက်လက်မောင်းရောမိဒီပါတွဲပြီးရောနာနေတယ်ဆိုရင်တော့နှလုံးနဲ့နှလုံးသွေးရောဆိုင်ရာပြဿနာတွေဖြစ်နေနိုင်ပါတယ်နော်။ပြီးတော့အောက်ကိုနည်းနည်းဆက်ဆင်ပြီးရောယင်ဘက်အလေတက်တွေကနေပြီးရောဘယ်ဘက်ချမ်းရောအောက်ပြီဆိုတော့အဲ့ဒါနှလုံးပြဿနာပါပဲ။နှလုံးမှာပြဿနာရှိနေရင်ပြောခဲ့သလိုပဲယင်ဘက်ရောဘယ်ဘက်ပခုံးတွေရောလက်မောင်းတွေလေပင်တွေနဲ့မျိုးတွေဒီပါတွဲပြီးရောအောက်တက်ပါတယ်နော်။ အဲ့ဒီရင်ဘက်ကပဲပူတော့ပူနေတာမအောင်ဘူးဆိုရင်တော့အဲ့ဒါအဆိုင်ယောဂလက္ခဏာဖြစ်ပါတယ်အဆိုင်ယောဂတစ်ခုဆိုလို့ရှိရင်အဲ့လိုရင်ပူတာတွေအပြင်အစာမကြေတယ်လို့လို့အစာနည်းနည်းလေးပဲစားတာတော့ဗိုက်ကြီးကပြည့်နေပြီရောမအီမသားနဲ့လေးပွားလေးထနေရမျိုးတွေရင်မထက်ကနာနေရမျိုးတွေဖြစ်တတ်ပါသေးတယ်ကဲဒါဆိုရင်ကျွန်တော်တို့ခေါင်းလဲပြီးပြီးလက်ဝင်းလဲပြီးပြီးပခုံးနဲ့ရင်ပဲလဲပြီးပြီးဆိုတော့အောက်နဲ့နဲ့ဆက်စင်အောင်ဘိုက်ပေါ့နော်ဘိုက်ကိုတော့ဘယ်ဘက်နဲ့ညာဘက်အပေါ်နဲ့အောက်ဘက်ဆိုပြီးတော့လေးချမ်းခွဲပြီးတော့လေးလာကြည့်ကြအောင်နော် အပေါ်ဘက်ဘေဘက်ချန်နယ်ယူရဲ့အောက်ဘက်နာလီယာစပြီးတော့ပြောရမယ်ဆိုရင်အဲ့ဒီနေရာမှာအောက်နေရာဆိုရင်တော့အစာရင်ပြဿနာလည်းဖြစ်နိုင်တယ်လို့ pancreas လို့ခေါ်တဲ့ insulin ထုတ်ပေးတဲ့မုန့်ချိုကြီးပြဿနာလည်းဖြစ်နိုင်ပါသေးတယ်။နောက်ပြီးတော့ဝမ်ဖက်ရဲ့အပေါ်ဘက်ညာဘက်ချန်နယ်ယူရဲ့အောက်ခြေမှာတော့အသေးရှိပါတယ်။အဲ့ဒါကြောင့်မို့လို့အဲ့ဒီနေရာလေးတဝိုက်ကနေပြီးတော့အောက်နေရင်တော့အသေးပြဿနာသက်ကြီးပြဿနာတွေဖြစ်ဖို့များနေပါတယ်။ဒါဆိုရင်အဲ့ဒီအောက်ဘက်ဝမ်ဖက်ရဲ့အောက်ပိုင်းညာဘက်ချန်ပေါ့နော်။အဲ့ဒီညာဘက်ချန်လောက်ကနေပြီးတော့ချန်နာတဲ့ဝိုက်ထိအောက်နေရဆိုလို့ရှိရင်တော့အဲ့ဒါဥအသက်ပြဿနာဖြစ်နိုင်ပါတယ်။ ချက်ရဲ့ညာဘက်အောက်သိမရောက်တဲ့နာလေးကိုဖိထားပြီးတော့ဆက်ကနေလွတ်ကြည့်လိုက်လို့ရှိရင်လွတ်လိုက်မှပူနာတာမျိုးဆိုရင်တော့ appendicitis လို့ခေါ်တဲ့ဥရတဲ့ရောင်နေတာဖြစ်နိုင်ဆုံးမှာပြီးတော့ upper one bite ရဲ့ဘယ်ဘက်ချက်ရနေပြီးတော့နာနေတာချက်ဘက်လည်းနာလေးတွေရနေပြီးတော့နာနေတာဆိုလို့ရှိရင်တော့ဥရရဲ့ပြဿနာတစ်ခုခုဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့အဲ့ဒီအောက်ကိုနည်းနည်းဆင်းပြီးတော့ချက်အောက်ဘက်ဘိုက်သားနေရာတွေစီကုံနေရာလေးတွေစီးတဲ့နေရာမျိုးတွေကအောင့်နာမျိုးဆိုလို့ရှိရင်တော့ bladder လို့ခေါ်တဲ့စီးရင်ပြဿနာဖြစ်နိုင်ပါတယ် အဲ့ဒီကနေပြီးတော့နောက်ဘက်ကြောအောက်ပိုင်းနဲ့ခါတဝိုက်ကပါရောပြီးတော့နားနေရဆိုလို့ရှိရင်တော့ကြောက်ကက်ပြဿနာဖြစ်ဖို့များနေပါပြီ။ဒါဆိုရင်ကျွန်တော်တို့ခေါင်းပြီးသွားပြီ၊လက်ပင်ပြီးသွားပြီ၊ကိုလုံးလည်းပြီးသွားပြီဆိုတော့အောက်ဆက်ဆင်ရလို့ရှိရင်ခြေထောက်ပေါ့နော်။ခြေစလေးတွေလက်စလေးတွေနဲ့ဒူးတွေနားတယ်အထိုင်ထခတ်တယ်ဆိုရင်တော့ကောက်ယောဂါလို့ခေါ်တဲ့အစစ်ရောင်ယောဂါဖြစ်နိုင်ခြင်းများပါတယ်။ပြီးတော့ခြေထောက်တွေရောင်နေတာဖောနေတာမျိုးဖိလိုက်ရင်ပြန်ဖောင်းမလာဘဲနဲ့အချိုင်ကျန်နေတာဖိရကျန်နေတာဆိုလို့ရှိရင်တော့ကြောက်ကက်ယောဂါလည်းဖြစ်နိုင်လို့နှလုံးရဲ့ပြဿနာလည်းဖြစ်နိုင်ပါတယ်နော်။ နောက်ပြီးတော့ခြေောက်ကအရန်နာနေတယ်အရန်အောင်နေတယ်ပြလဲပြနေပြီးရောဖြူဖက်ဖြူရောလို့လို့လည်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ခြေောက်မှာရှိတဲ့သွေးကြောလေးတွေကပိတ်နေတာဖြစ်ဖို့များပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဒီကုလုံးလဲပြီးပြီးခေါင်းစာခြေဆုံးပေါ့နော်အခုနောက်ဆုံးတစ်ချက်ပဲကျန်တော့တယ်အဲ့ဒါကတော့ခြေပေါ်ဝါလေးပေါ့နော်ခြေဝါးလေးတွေကနားတဲ့ကျင်တဲ့ထုံတဲ့ဆိုလို့ရှိရင်တော့အရာအောင်ကြောပြဿနာဖြစ်နေနိုင်ပါရဲ့နော်ဒါလို့ဆိုရင်ကျွန်တော်တို့ဒီကုလုံးကအချက်ပြလက္ခဏာလေးတွေအကြောင်းကိုတော်တော်လေးစုံစမ်းပြီးထင်ပါတယ်ဒါဆိုရင်ဒီဗီဒီယိုလေးကို save ထားလိုက် share ထားလိုက် ကို့မှာဖြစ်တာပဲဖြစ်ဖြစ်ကို့မိသားစုပိတ်ဆို့တွေမှာပဲဖြစ်ဖြစ်တခုခုဖြစ်ရင်ဒီဗီဒီယိုလေးကိုပြန်ကြည့်ပြီးတော့အော်ဒီနေရာလေးရနာဆိုရင်ဒါဖြစ်တာဖြစ်လိမ့်မယ်ဆိုပြီးတော့ទីသွားပြီအရေးကြီးတာဆိုလို့ရှိရင်လည်းလိုရလို့ရှိရင်စေုံစေကန်းသွားပြပြီးတော့ဆရာဝန်လေးကျမရဲ့ပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးပြီးတော့ကုသလိုက်ရင်ပြီးသွားပြီနော်ကဲဒါဆိုရင်ဒီလောက်တွေပဲနှုတ်ဆက်ပါတယ်နောက်ထပ်အခြေခံကျမရဲ့ဗုဒ္ဓလေးတွေအတွက်လည်းကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လုပ်ဖို့မမေ့နိုင်ဘူးနော်အားလုံးပဲကျမချင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာ